မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းထီလင်းမြို့ပေါ်မှာရှိတဲ့အကြမ်းစစ်တပ်ရဲ့ကာကင်းစခန်းနဲ့ကင်းမုံကို drone နဲ့ဘုံးကျက်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ6ရက်နေ့မနက်10:00နာရီခွဲခန့်မှာထီလင်းမြို့ပေါ်မှာရှိတဲ့အကြမ်းစစ်တပ်ရဲ့ကာကင်းစခန်းနဲ့ကင်းမုံကိုတော်လိုင်းရဲဘော်များက drone နဲ့ ဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုအတွင်းမှာအကြမ်းမှစစ်ကောင်စီတပ်သားများရှိတဲ့နေရာများကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်တပ်ဘက်ကထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်ပြည်မကတော့တိတိကျကျကြက်ရောက်ပောက်ကွဲမှုရှိတယ်ထိခိုက်သေးဆုံးမှုကတော့စုံစမ်းလို့မရသေးဘူးပြန်ပြစ်တာမျိုးလည်းမရှိဘူးကျွန်တော်တို့ကလည်းချပြီးတော့အေးစေးပြန်ဆုတ်လာခဲ့တာပါလို့ YRA ထီးလင်းတပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်အတုံးမြို့ဒဇောင်ရိုးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား9ဦးကိုစစ်ခွေးတပ်ကလိုက်လံပစ်ခတ်ဖမ်းဆီးရာတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ8ရက်နေ့ညပိုင်းမှာအတုံမျိုးဒဇောင်ရိုးကြီးပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကောင်စီတပ်သား9ဦးဟာစခန်းထဲကနေပြီးတော့ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုထွက်ပြေးလာတဲ့စစ်သား9ဦးကိုကြံရှိနေတဲ့စစ်ခွေးတွေကလိုက်လံပစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာမပြောတော့အတွင်မှာတအုပ်သေးဆုံးကဒဇောင်ရိုးရွာအထွတ်စီဆိုင်အနီးမှာ2ဦးပြန်လဲဖမ်းဆီးခံလိုက်ရပြီးတော့2ဦးဟာတော့လွတ်မြောက်သွားတယ်လို့သိရပါတယ်။ ယ်အခုလိုမျိုးထွက်ပြေးလွတ်မြောက်လာတဲ့စစ်ကောင်စီတပ်သား၂ဦးကိုအတုံးမျိုးရဲစခန်းမှုဇွန်နိုင်ထုံးကတနက်ခါထုတ်ပြီးတော့ယာရုတက်ရန်လိုက်လံရှာဖွေဖမ်းဆီးနေပြီးရဲစခန်းအတွင်းကရဲတပ်သားများကိုလည်းရှာဖွေဖမ်းဆီးပေးရန်ဖိအားပေးလှုပ်ဆောင်ခိုင်းနေတယ်လို့သိရပါတယ်ငါးယောက်ထွက်ပြေးတာမှာတယောက်ကတော့မပြောတော့တဲ့မှာကြီးစံမှန်ပြီးတေသွားပြီလို့သိရတယ်။နှစ်ယောက်ကတော့ဒဇောင်းရိုးရွာအထွက်ကစီးဆိုင်နားမှာပြန်ပြီးဖမ်းမိတယ်။ကျန်တဲ့နှစ်ယောက်ကတော့လွတ်နေတယ်။လွတ်နေတဲ့နှစ်ယောက်ကိုအတုံးမြို့ရဲစခန်းမှုဇွန်နိုင်ထုံးက တနက်ခါကြထုတ်ပြီးတော့ယာဒူးတတ်ဖို့ရအောင်ဖမ်းဆိုပြီးကြွေးကြော်နေတယ်လို့ဒေတာရင်းသတင်းရင်းတွေကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ဒေသမှာရှိတဲ့ KIO ကထိန်းချုပ်ထားတဲ့နယ်မြေများမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကျေပပြုတ်လွှတ်ခွင့်ပြုမှာမဟုတ်ဘူးလို့ KIO ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးကြီးနော်ဘူးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကလာမယ့်ဒီဇင်ဘာလမှာတနင်္ဂနွေလုံးအတိုက်အခံနဲ့ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတယ်လို့သိရပါရယ်။ KIO အနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သဘောထားကြေညာချက်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရပါတယ်။ဒါပေမဲ့ KIO ကထိန်းချုပ်ထားတဲ့နယ်မြေများမှာစစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ဘူးလို့၎င်းကပြောဆိုလိုက်ပါတယ်။ KIO KIA အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့တရားဝင်ကျွန်တော်တို့ KIO ဘဟုကဘာမှထုတ်ပြန်တာမရှိသေးပါဘူး။ဒါပေမဲ့လည်း KIO ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာမဲပုံထောင်ခွင့်တော့မပြုတ်နိုင်ဘူး။ရွေးကောက်ပွဲပြုတ်လုံနိုင်မှာမဟုတ်ဘူး။ကျွန်တော်တဦးတယောက်ရဲ့အမြင်ကိုပြောတာပါလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးတပ်ကဇွန်လ9ရက်နေ့မှာဖိတ်ခေါ်ကြေညာချက်တရထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီကြေညာချက်မှာရွေးကောက်ပွဲအတွက်လက်နက်ကိုင်းလမ်းစဉ်ကိုရွေးချယ်ခဲ့ကြတယ် PDF အမေရိကန်များအပါအဝင်လက်နက်ကိုင်းအုပ်စုများပူးပေါင်းပါဝင်ကြရန်ဖိတ်ခေါ်ထားတယ်လို့သိရပါတယ် PDF များနဲ့လက်နက်ကိုင်းများရဲ့မျှော်မှန်းချက်ဟာလေဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတိဆောက်ရေးပင်ဖြစ်ကြောင်းပြောဆိုထားပါတယ်စစ်ကောင်စီအနေနဲ့လည်းရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ရမှာအတော်ပင်ခရီးရောက်နေပြီဖြစ်တယ်လို့သိရပါတယ် ီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးစီကိုရှောက်လန်းရန်တကားဝကြီးမှာလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲကြီးပင်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။လက်နက်ကိုင်းလမ်းစဉ်ကိုဆက်လက်ရှောက်လန်းနေမယ်ဆိုပါကနိုင်ငံတော်အတွက်အကျိုးရှိမှာမဟုတ်ဘဲဒီမိုကရေစီနောက်ပြန်သွားနေတယ်လို့ဖြစ်နေမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ဒုက္ခစခန်းသိမ်းပိုက်ခံရပြီးတဲ့နောက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကလေး၃ဦးအပါအဝင်၄ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ၈ရက်နေ့ညနေ၄နာရီခန့်မှာထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဒုက္ခစခန်းသိမ်းပိုက်ခံရပြီးတဲ့နောက်ကလိန်အောင်အခြေဆိုင်ခလိုက်ရနှစ်ရှစ်နှစ်တိုင်ရင်ကနေပြီးတော့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုကြောင့်ဒဝဲခရိုင်ကလိန်အောင်နဲ့ရေပြည်မြို့ကျားမှာရှိတဲ့တာယာမွန်ကျေးပါကိုလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးတော့ကလေး၃ဦးအပါအဝင်၄ဦးသေဆုံးသွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံကလိန်အောင်အခြေဆိုင် ခလိုက်ရနှစ်ရှစ်နှစ်တိုင်ရင်ကလက်နက်ကြီးခုနှစ်လုံးဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပစ်ခတ်မှုကြောင့်ကလိန်အောင်မျိုးနဲ့ရေပြည်မျိုးချားမှရှိတဲ့ကာယာမွန်ကြီးပါအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးကလေးသုံးအပါအဝင်၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပစ်ခတ်ရခြင်းဟာခလိုက်ရနှစ်ရှစ်နှစ်တိုင်ရင်အခြေပြုထားတဲ့ဒုက္ခဆက်ဆက်ခန်းကို KNL ဦးဆောင်တဲ့မဟာမိတ်တော်လိုင်းတပ်ဖွဲ့များကဇူလိုင်လ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပြင်နတ်အိမ်တောင်ဘက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းကိုအင်အားဖြည့်တင်းနေတဲ့လှုပ်ရှားမှုစစ်ကြောင်းကိုလည်း တရိမထားမိစေရန်အာယုံလွှဲတဲ့အနေနဲ့ပြစ်ခတ်ချင်းဖြစ်နိုင်တယ်လို့ဒဝဲခိုင်နယ်စပ်သတင်းရင်းမြစ်ကတုံ့တက်ပြောဆိုထားပါတယ်။ဇူလိုင်လ9ရက်နေ့မှာဘိတ်ဒဝဲခိုင်ထိုင်းနိုင်ငံနယ်စပ်မြင်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဒုက္ခစခန်းကိုတိမ့်ပတ်ရရှိပြီးတော့ဒုက္ခစခန်းကစစ်သားအင်အား30ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။ KNL နဲ့ PDF ပူးပေါင်းတပ်များက AB လနဲ့ဇွန်လအတွင်းမှာဒဝဲခိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိထဗျူဟာစခန်း TK စစ်စခန်း ဘောဒီစစ်စခန်းနဲ့ငရယနီစခန်းတို့ကိုတိမ့်ပတ်ခဲ့ရာအခုဒုက္ခစခန်းအပါအဝင် စုစုပေါင်းစစ်တပ်စခန်း၅ခုကိုတိမ့်ပတ်ရရှိသွားပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာတနင်္သာရီတိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာနတ်အိမ်အောင်စခန်းတစ်ခုသာကျန်ရှိပြီးအဲ့ဒီစခန်းဟာလဲစစ်ခွေးအကောင်30နဲ့50ကျားမှသာရှိတဲ့စစ်တပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစခန်းကိုတိမ့်ပတ်ရရှိပါကဒဝဲခရိုင်အတွင်းမှာရှိတဲ့ ိုင်းမြန်မာနယ်စပ်တစ်ခုလုံးကို KNL လေးဥဆောင်တဲ့တော်လိုင်းတံများကတိမ့်ပိုက်ရရှိသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်နာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင် တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပြစီခင်ဗျာနေစင်မပြတ်အစ်င့်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာရှိတဲ့ကြီးရွာ၅ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကဇက်တိုက်စစ်ကြောင်းထိုးနေပြီးနေအိမ်များကိုမိရှို့ကာပြည်သူဝိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ၈ရက်နေ့မနက်၈နာရီခန့်ကစတင်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးများက ညောင်မြုံနယ်မှာရှိတဲ့ကျေးရွာ၅ရွာကိုဇက်တိုက်စစ်ကြောင်းထိုးဝင်ရောက်စီးနင်းနေတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာလက်ရှိအချိန်မှာချောင်းရှိရွာ၊အနောက်အုံရွာ၊ပွဲတိုင်းရွာ၊ကြောက်ပြင်ကန်ရွာနဲ့ မြောင်ရွာတို့ကိုဇက်တိုက်စီးနေပြီးတော့နေအိမ်များကိုမိရှုကပြည်သူပိုင်ပြည်စည်းများကိုစိတ်ကြိုက်ခိုးယူနေခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းဟာငတိယောက်ဘက်ကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းထားပြီးအင်အားရာနဲ့ချီပါဝင်ကချောင်းရှိရွာကိုဇွန်လ၈ရက်နေ့မှာစစ်ကြောင်းထုံးမိရှုခဲ့ပြီးနေအိမ်၆လုံးပျက်စီးသွားတယ်လို့သိရပါဗါးအဲ့ဒီနေ့မှာအနောက်အုံရွာမှာရှိတဲ့နေအိမ်တစ်လုံးနဲ့ပွဲတိုင်းရွာကိုလည်းရွာလုံးကျမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗါးမနေ့ကဇွန်လ၉ရက်နေ့မှာလည်းအကြမ်းဖက်စစ်ခွေးစစ်ကြောင်းက ကြောက်ပြင်းကံရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့နေအိမ်စက်တလုံးကိုမိရှုဖျက်ဆီးကမြောင်ကြီးရွာကိုလည်းဆက်လက်ပြီးတော့စစ်ကြောင်းထုတ်မိရှုနေတယ်လို့သိရပါဗါးကံကောပြူရွာကနေပြီးတော့စစ်ကြောင်းတကြောင်းငတယောက်ဘက်ကနေစစ်ကြောင်းပေါင်းပြီးတော့ထိုးတာအိုးမဲအိမ်မဲဖြစ်သွားတဲ့အိမ်တွေကိုလည်းပြည်တွင်းပြည်ပကညီကုံမောင်တို့မှအားလုံးကကုညီထောက်ပံ့ပေးပါလို့တောင်းဆိုပြရစေလို့ရဲဘော်တုတက်ကရှင်းပြထားပါဗါးအဲ့ဒီအကြမ်းတ်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာချောင်းရွာအနောက်အုံးဇီးစံမြေပွဲတိုင်းဂျိုးကန်စက ကြောက်ပြင်ကန်ကြက်အိုမြေတန့်တောင်မအူပင်ပျော်ပွဲမြို့လမြောင်လာရွာသားမီးလောင်ဖျားကြာအိုကျော်မြောင်ကန်ဒီပေါတောရွာကြောက်ကန်စတဲ့ကျေးရွာများကတောင်းနဲ့ချီတဲ့ပြည်သူများဟာစစ်ဘေးထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေလူနေမြဖြစ်တဲ့ဝါဆိုလပြည့်နေ့ညပိုင်းမှာ KNDB နဲ့မကွေးတိုင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲရ ပြည်သူ9ဦးထက်မနည်းတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေပြင်သတင်းရင်းမြစ်များရဲ့အတိအပြုချက်အရကရင်ပြည်နယ်မော်ချီဒေသကိုမနေ့ကဇွန်လ9ရက်နေ့ည9နာရီဝန်းကျင်မှာဘုံ၄လုံးထက်မနည်းကျဲချသွားတယ်လို့သိရပါဗျ။မေအေလိုးကလူတက်ဖို့အတွက်ဘယ်ရက်မှကိုရှောင်တာမဟုတ်ဘူး။မော်ချီနှစ်ချင်းဆရာတော်ရဲ့နေအိမ်နဲ့နောက်ထပ်ရွာသားတွေရဲ့နေအိမ်ပေါ်ကိုဘုံတဲတဲ့ကြောက်ရောက်ပေါက်ွဲလို့ဆရာတော်ရဲ့အမျိုးသမီးအပြင်နဗီနာကအိမ်တွေကတအိမ်သားလုံးထိမှန်ပြီးတော့တိတ်ဆုံးရတယ်လို့သိရတယ်ဗျာ ပြည်သူ6ဦးလေရင်ဘုံထိမှန်ပြီးတော့တိတ်ဆုံးသွားတယ်လို့ကန္တာဦးသိထားရတယ်လို့ကရင်နီဆစ်ဆောင်အေးကူညီပေးနေသူတို့ကပြောပြထားပါဗါတယ်အလားတူပဲမနေ့ကည8:30မိနစ်ခန့်မှာမြိုင်မြို့နယ်အနောက်မြောက်ပိုင်းကတနက်ရင်းပင်ရွာအားစစ်ကောင်စီရဲ့တရုတ်လေတပ်ကနေ Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကအသိပေးထားပါဗါတယ်ဒါအပြင်မနေ့ည8:00ခွဲဝန်းကျင်မှာမြိုင်မြို့အရှိတောင်ဘက်မြို့စုံကိုပခုတ်ကူတပ်မတရတစ်ကနေစက်တပ်လေထီနှစ်စီးနဲ့ လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးတယ်လို့သိရပါဗါးအဲ့ဒီအချမ်းဘတ်စစ်ခွေးတိုက်ရဲ့လေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုမှာတနက်ရင်းရွာကပြည်သူတအုပ်သေးဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိကတအုပ်ဒဏ်ရာပြင်းထန်ကြောင်းမြန်မြို့နယ်မြင်းပြင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတောင်းရှိသူကသတင်းပေးဖို့ပြောကြားထားပါဗါးပေါင်900ဘုံးနဲ့ကျဲသွားတာသေးတာစစ်ပင်းဆောင်ပြည်သူတွေပါလို့၎င်းကရှင်းပြထားပါဗါးမနေ့ကညပိုင်းမှာလေမန္တလေးတိုင်းကမိုးကုံမြို့ အရှိပိုင်းနှစ်နေရာကိုဂျက်ဖိုင်တာနဲ့ဘုံကျဲခဲ့ရာကလေးငယ်များအပါအဝင်ငါးဦးတေဆုံးခဲ့တယ်လို့ဒေသခံတချို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ